အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်လက်ရှိဒါ opinion piece ပေါ့နော် opinion piece ဆိုကျွန်တော်ကဒါပုံမှန်လည်းပြောရမယ်ဆိုရင်ဒါ Liverpool video ပဲပေါ့ဒီ video အဲ့တော့ Liverpool အသေးတွေနဲ့ဒီနေ့မှာကျွန်တော်လည်းနည်းနည်းဆွေးနွေးနေချင်တာကကျွန်တော်တို့က Liverpool ကအချိန်တိုင်းပြန်လာမယ်လို့တော့ကျွန်တော်တို့မြင်တယ်။ ဒါကျွန်တော်ရဲ့ vision ပေါ့အဲ့ကျွန်တော်ဒါဘာလို့အလိုပြောရလဲဆိုတာကျွန်တော်နောက်မှ night hypothesis လေးနည်းနည်းပြောပြမှာပေါ့နော်အဲ့တော့လက်ရှိမှာ Liverpool တင်းနဲ့ဒါကျွန်တော်တို့ Premier League မှာအဆင့်တင်နေရအဆင်ပြေးလာရတယ် okay fair enough ဒါမှမဟုတ်ဘောလုံးပဲလက်ရှိမှာဒါကျွန်တော်အနေနဲ့ personally ပြောမယ်ဆိုရင်တော့ Liverpool တင်းနဲ့ဒီနှစ်မှာ တခုခုတော့တို့ရွေးရမယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါပထမဆုံးချက်ဘာလို့ဒီလိုပြောလဲပြီးရင်ကျွန်တော်ရှင်းပြမယ်အလစ်ရှိမှာလီဗာပူးသွားနေတဲ့ဒါကျွန်တော်လမ်းကြောင်းတစ်ခုရှိလီဗာပူးကဒါနဲ့ပတ်သက်ရင်ကံမပါဘူးလို့ပဲဆိုရမလားတလို့ပဲပြောမှာပေါ့နော်ဒါသူများအိမ်နဲ့ပတ်သက်တာလီဗာပူးကဒါကျွန်တော်သူများအဲ့ပေါ့ CD တို့ဘာလို့လို့ဆိုကျွန်တော်ဖလားနှလုံးသုံးလုံးကိုတပြိုင်တည်းသွားရမယ်ကံတော့ပြိပါမလားဘူးလို့ပဲပြောရမယ်ဒီမှာပါတယ် ဘာဖြစ်ဒီလိုပြောရလဲသူပြသိကောအဲ့လိုပြောရတော့အာအာနာအာနာစရာကောင်းမှာဒါကျွန်တော်က reality ပြောရပေါ့ကျွန်တော်ကျွန်တော်ခင်ဗျဘယ်လောက်ထိသူများသိကောင်ဖောင်းမထူးလို့ကျွန်တော်ကဒါအမှန်တိုင်းပြောလို့ရှိတယ်အဲ့တရပေါ့လို့ plan နှလုံးသုံးလုံးကိုခင်ဗျတပြိုင်နက်သေးသွားခြင်းနဲ့ဆိုရင်ဥပမာအတိပြ triple လို့ကိုဆိုတာပေါ့နော်ကျွန်တော် champion league premier ဒါလက်ရှိမှာ liverpool တင်းနဲ့ပြည်တွင်း plan တစ်လုံး premier league တစ်လုံးဒါမှ champion league တစ်လုံးကိုစုခူးမယ်ဆိုရင်တော့ဒါ probability ကများတယ်ဟဲ့ဗျ liverpool တင်းနဲ့ဒီပုံစံနဲ့ဆို triple က တော်တော်လေးကိုခတ်မနေထားမှရှိရတယ်။ဒါခုနကပြောတဲ့ Premier League Champion League ပေါ့နော်။ဒဲပြောအာမနာနဲ့ပြောလက်ရှိမှာ Liverpool အနေနဲ့ Premier League ကို Champion League ကိုနှလုံးလုံးတပြိုင်တည်းသွားနိုင်တဲ့လမ်းကြောင်းမှရှိမနေဘူး။ဒါကြောင့်မို့ Liverpool တင်းနဲ့ hard choices တွေကိုလိုအောင်မနေထားမှရှိတယ်။ပြောချင်တာသူတို့အနေနဲ့ Premier League ကိုသူတို့ကဖလားယူမှာလား။ Premier League ဖလားယူပြီးတော့ Champion League ကိုတော့ဘယ်အဆင့်ထိသွားမှာလဲဆိုတဲ့ UEFA ဟုတ်တယ် of course ရရင်တော့နှလုံးလုံးယူရမှာ။ဒါပေမဲ့လက်ရှိလူစင်ရဲ Liverpool အသစ်အနေနဲ့ sacrifice လုပ်ရမယ့်အရာတွေရှိလာမယ်။ ဒီတက်ပို့ပြီးတော့ဒါချန်ပီယံလိကပွဲပူချက်လာမယ်ပရီးမီးယားလိကလည်းပွဲပူချက်လာမယ်ဒါ100%လုံးဝသိကြတယ်အဲ့တော့လီဗာပူးအနေနဲ့ဒီညမှာဒါတွေကိုသူတို့အနေနဲ့ခက်ခက်ခက်ခဲဒါဆုံးဖြတ်ချက်တွေပြုလုပ်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါဟာ hard reality တစ်ခုပဲလီဗာပူးအသင်းကိုဒီလိုမျိုးကျွန်တော်ပါလို့ပြောလက်ရှိပထမဆုံးအနေနဲ့ပြောရမယ်ဆိုလီဗာပူးမှာလက်ရှိမှာလူစင်းအရာအရန်အင်အားလုံးဝမတောင့်တင်းနေဘူးကျွန်တော်အဲ့ဒါကိုဒါအပွင့်လေဆိုကျွန်တော်လာရာသီစခဲ့ပြောအခုချိန်ကြီးပြောခဲ့တယ်အဓိက cancel ပိုင်းမယ် လီဗာပူးသစ်နှစ်ခုလက်ရှိမှာဒါကျွန်တော်အီဗန်ကူနာတီဒန်ယာအနေငယ်ရနေဆိုသတင်းထွက်လာတယ်အခုလက်ရှိမှာဂျိုဂိုမက်ရှိမယ်ဒီနေ့မှာဒါဂျိုဂိုမက်ရောဒါကျွန်တော်အီဗန်ကူနာတီရောနာပြီဆိုဒီနေ့မှာစနာဘက်မှာဒါတစ်ချိန်တစ်ခါကလို့ဒါ defensive midfielder ကြီးကစနာဘက်ဝင်ကစားမယ်အကွက်ဒီလောက်လာနိုင်တယ်အန်တိုလိုဘာလို့လို့အဲ့တော့ဒီနေ့မှာဒါ Virgil van Dijk ဒါကျွန်တော်တို့ရှိနေတာကလစ်ဗာပူးအတွက်တော်တော်လေးကိုအသက်ရှူချောင်းတယ်လို့ပြောတယ်လူတွေဘလောက်ပဲ Virgil van Dijk ကို true true အသက်ရွယ်နေမလား Virgil van Dijk အခုချိန်မှာကောင်းနေဆိုလုံးဝညင်းလို့ဒါပေမဲ့ Virgil van Dijk ဒီ ွဲတိုင်းကိုစော့နိုင်တဲ့ကစားသမားတယောက်မဟုတ်တော့ဘူးဆာလာလိုပဲဆာလာကဗာဂျယ်ဗန်နဲ့ကိုပွဲတိုင်းကိုစော့နိုင်တဲ့ကစားသမားတယောက်မဟုတ်တော့ဘူးပိုဆိုးတာတပတ်၃ပွဲစော့နိုင်တဲ့ကစားသမားတွေမဟုတ်တော့ဘူးဗာဂျာဗန်နက်ကိုတို့အနေနဲ့ကျွန်တော်ဒီညမှာစိုးရင်တဲ့အချက်ကဒါပဲဗာဂျာဗန်နက်ကိုတော့ကျွန်တော်တို့အမ်ဘာလဲအာမီစလော့စွဖီမှာကိုကျွန်တော်စိုးရင်တာပြဿနာလည်းသူ့အနေနဲ့စွမဖီလိုရလိမ့်မယ်တသင်းလုံးမှာအားကိုးစရာခံစစ်ပိုင်းဆိုဒီကောင်ပဲရှိတာ ဒီဘဲပဲရှိတာဒီဘိုးတော်ပဲရှိတာဒီဘိုးတော်မှမရှိဘူးဆိုဟိုနာပေါ်ဆိုဒါခမအရန်ကလည်းဘူးမပြောအဲ့တော့အောင်းတော့မှအစိုးဆုံးကကျွန်တော် personal အမြင်မှာ Leonie ကဒီလိုမျိုးဖြစ်သွားတာကျွန်တော်တော့တော်တော်လေးကိုစိုးသွားတယ်လို့မြင်တယ်ကျွန်တော် Leonie သာကောင်းမယ်ဆိုပေါ့နော်ဒီနေရာမှာဒါကျွန်တော်တို့ Jogo Master ကျွန်တော်အလဲပြောင်းပုံစံမျိုးလုပ်လို့ရသေးတယ်ဆိုပုံမှရှိတယ်ကျွန်တော်တော့အမှန်တရား Liverpool အသင်းရဲ့ tactics ကိုကျွန်တော်ဘာမှပြောစရာမရှိကျွန်တော်ခုနကကျွန်တော်ရဲ့ဒါ topic တိုင်းပဲကျွန်တော် Liverpool အကောင်းဆုံးပြန်လာမယ်လို့ထင်တဲ့တော့ကအမြင်မှာ တိုက်စစ်ပိုင်းကြောင့်ပဲကျွန်တော်ပြောတယ်လီဗာပူးတင်းနဲ့အီဆက်တယောက်အထိုင်လေးနည်းနည်းလေးပြန်ကျသွားခဲ့မယ်ဆိုရင်လီဗာပူးတင်းရဲ့တိုက်စစ်က flourish ပဲဖြစ်သွားလိမ့်မယ်ပြီးတော့လီဗာပူးတိုက်စစ်ကိုဒါလီဗာပူးတင်းနဲ့ဒီယာတီကဒါကြောင့်လုံးဝအပြည့်ဝမေးခွာမှာခုနကပြောကန်ဆယ်ပိုင်းယူပြီးဆိုရင်တိုက်စစ်ကတောက်ကနေပြန်ဖာတဲ့အကွက်တွေလောက်အောင်မှာဒါမှမဲ့ရဒါကြောင့် city thin triple ရတဲ့နေ့မှာ hulian evers elen harlan kevin de bruyne သုံးယောက် share time ဖာသူဖာမှာခမတကယ်အဲ့တော့မှတ်မိပါတယ်စီခင်ဗျားတို့ဒါလီဗာပူးနဲ့စီတီနဲ့ပြန်ခဲ့တဲ့နှစ်ပေါ့နော်အဲ့ဒီနှစ်က City အသင်းခံစစ်ဘလောက်ယူလဲ Triple ရရဲ့နှစ်ကဒါပေမဲ့တိုက်စစ်ဘလူလိုက်ပါလဲ Erling Haaland တကောင်ကြောက်စရာကြီးလို့တော့ပြောလို့ရမယ်နေ့တနေ့ဖြစ်တယ်ဒါပေမဲ့ခုနကပြောဆိုအဲ့တုန်းကလေဒါကျွန်တော် City အသင်းလူစင်းရအရန်လူစင်းကအဲ့လောက်ကြီးမကောင်းဘူးအဲ့တုန်းက City မှာအရန်လူစင်းကောင်းကောင်းဟိုလေဗယ်တခုရရှိခဲ့တယ်ပါအခုလက်ရှိမှာ Liverpool မှာကျွန်တော် Barcelona မှာကွင်းလယ်ပိုင်းလေ Liverpool အရန်အဆင်မပြေဘူးခံစစ်ပိုင်းလေ Liverpool အရန်အဆင်မပြေဘူး အဲ့ဒါကတကယ် short ရှိတယ်ပြီးလီဗာပူးတင်းနှစ်ခုလက်ရှိမှာဆော့ဆော့စီစီဒီညမှာဒါလီဗာပူး trade ပေါ်ကျွန်တော်တို့ဒါ sacrifice လုပ်ရမှာရှိတယ်လီဗာပူးတင်းနဲ့ဆော့ဆော့စီစီကာရာဘောင်းနဲ့ FA ပါလူငယ်တွေကြီးပဲလုံးဝ100% play လုပ်လိုက်ကျွန်တော်ဟုတ်ပြီလူကြီးတချို့နည်းနည်းလေးထည့်ကျင်တယ်ထည့်ထည့်လို့ရတယ်ဒါပေမဲ့လူငယ်တွေကိုပဲနေရအဲ့ညမှာဒါလီဗာပူးတင်းထိပေါက်သွားနိုင်တယ် ကျွန်တော်ပါဆိုင်အဲ့တော့လီဗာပူးအစ်တကယ်ကိုထီပေါက်သွားနိုင်တဲ့တဲမှာပါတယ်လီဗာပူးအစ်အကယ်၍သာတကယ်ခုနပြောလို့ပြန်လူငယ်တွေကြီးပဲတုံးနေတဲ့အနေအထားမှာတကယ်ကိုဒါလူငယ်ထက်တုံးနိုင်မယ်ဆိုရင်အဲ့ဒီလူငယ်ကကောင်းသွားပြီလီဗာပူးအစ်ထီပေါက်ပါမယ်ဥပမာလက်ရှိမှာဒါကျွန်တော်တို့လီဗာပူးအစ်ပရီစီဇန်မှာရီယိုတုံးပြီးရီယိုခြေတက်လာခဲ့လို့ခန်းစစ်ပိုင်းမှာလီဗာပူးအစ်အနေနဲ့ဒါကျွန်တော်တို့အဲကာရာဘောင်းမှာဒါကျွန်တော်တို့ FA ဖလားမှာဒီလူငယ်တွေကိုထည့်သုံးလိုက်ပြီးရှိတော့လီဗာပူးအသင်းအတွက်တကယ်ကိုတော့ဘာလို့လဲမထင်မှတ်ပင်နေတာစနာဘက်တကောင်ပေါ်လာနိုင်တယ်ခုနကအခက်လီဗာပူး အာနုဘလူပေါ်လာခင်ဗျားသိပါတယ်ဟုတ်တယ်မအသင်းအခက်ခဲဆုံးကြီးမှာပေါ်လာတဲ့ကစားသမားခင်ဗျားတန်မှုရှိဆုံးပဲအဲ့တော့ခုနကလီဗာပူးတင်းနဲ့ကျွန်တော်ခုနကကျွန်တော်ဘာလို့အဓိကပြန်လာမလဲလီဗာပူးတင်းတိုက်စစ်ပဲအာဒီစလိုနဲ့သူ့အနေနဲ့ကျွန်တော်မြင်ကြည့်တာပေါ့နော်လီဗာပူးရဲ့တိုက်စစ်အရင်လိုနေတိုက်စစ်မှုတွစ်လေးတစ်ချက်ဖက်ကနေလုလိုက်ရင်အဲ့မှာကျွန်တော်တို့ဒါဟိုလက်ပင်ကြောငုံတယ်ဗျာခါဖက်ကနေလုလိုက်ရင်ပြန်ကောင်းသွားနိုင်တယ်ဒါကျွန်တော်အဲ့လိုပဲမြင်တယ်လက်ရှိမှာလူတွေတော်များ Florian Risk တို့ဘာလို့ကျွန်တော်ကပွဲမကြည့်တဲ့လူတွေတော်များ Florian Risk ကို found ထူတာဖြစ်ကျွန်တော်ကပွဲကြည့်တဲ့ကောင်ကျွန်တော် Florian Risk ကိုတင် form မဖြစ်ဘူးဘာလို့ ကျွန်တော်တို့ရှေ့ပွဲမှာဒါကျွန်တော်တို့ Florian Reis ပေးလိုက်တဲ့အလုံးကြီးစောင့်ရမ်းလာနောက်လို့ကျွန်တော်တို့360လက်ပြီးတော့ဒါကျွန်တော်တို့ဆာလာကိုချပေးတာအရင်ဆာလာဆိုအဲ့ဒီလုံးကမျက်စိမှိတ်ပြီးကန်တယ်ကိုးတယ်အဲ့တော့ Florian Reis ကိုယ်တိုင်ကလည်းခုနပြောသူပဲဦးသူကိုယ်တိုင်ကလည်းကန်ဆိုးတယ် Isa အခုလက်ရှိမှာ fitness မပြည့်တဲ့ Isa ဟိုကိုအကြီးတင်းရဲ့သူ stress ဆော်တာကောင်းပြီမဲ့သူအဲ့လိုသူရတာပြောပြရကာရာဘိုကျွန်တော်ဒါ community ဘက်ကသူဖန်တီးပေးခဲ့တာဗောနော်အချက်ထဲမှာသူရအောင်လုပ်ပြခဲ့တာပဲ Florian Risk ကိုကျွန်တော်အမြင်ကပြောမယ်ဆို ပြဿနာဗျာဟုတ်လားရှေ့ကอีဆက်ဆာလာဂက်ကူတုံးအောင်မမလုပ်တဲ့တဲ့ချင်မဖလိုရီယန်ရစ်ကနေနိုင်ကြောင်ပြောက်သွားတယ်ကျွန်တော်တောက်ချက်ပွဲတော့ဘာနဲ့တော်တူလဲဆိုတော့ဒါဝင်နူးရဲ့လီဗာပူးနှစ်ကိုဆောက်ရောက်တယ်လို့ပဲပွဲမကြည့်ရတူတာဒီကောင်ဆောက်သုံးမကြောက်လို့မြင်ကျွန်တော်တို့လို့ဒါကျွန်တော်ဘောလုံးပွဲကြည့်ပြီးဒါတွေကိုလုံနေရတဲ့လူတွေဖလိုရီယန်ရစ်ကလုံပြနိုင်တယ်ဒါပေမဲ့သူ့ဘေးနားကောင်ဆောက်သုံးမကြနိုင်ကိုဒီဂက်ကူဒါဖလိုရီယန်ရစ်နဲ့ဘလူးမတွဲပေးလို့မရဘူး ဖလိုရီယာရစ်ဘလောက်ကောင်းကောင်းကိုရီကယ်ပွဲနဲ့ဘာလို့ကိုရီကယ်ပွဲစီမင်းချာနှစ်ချက်ပဲရှိတယ်ကတ်တင်ဆိုင်နဲ့ကန်ပဲဒါကျွန်တော်ဒီလိုခုနကဒါမှမဟုတ်ခုနကကတ်တင်ဆိုင်လူပေးမယ်ဒါပဲနှလုံးမဲ့လို့တတ်တာဖလိုရီယာရစ်လိုကောင်းမျိုးအဲ့လိုကတ်တင်ဆိုင်ဝင်နေတဲ့ကောင်ဘလို့ဘာသွားလို့လူရမှာကျွန်တော်ပြောတာသူကသူဆွဲပြီးသူကကတ်တင်ဆိုင်လုံနေတာလीသူနေဖလိုရီယာရစ်အများလို့ပြီးအဲ့ဒေါင်းကောင်ကျွန်တော်ဘလုံးထိုင်ပေးလို့ရမှာတိုက်တစ်ခုပဲရှိတယ် ်ဆာလာကျွန်တော်ခုနပြောလို့ပဲရှေ့ဘွဲမှာဆာလာကိုပေးသွားတဲ့ပုံမျိုးလုံးနဲ့အခုတိမထွက်သေးဘူးဆာလာအရင်တော့ဆိုတာအဲ့ဒီလို့ဆိုတာဂိုးသမောက်ချစ်ပင်လေးလို့လဲတာဂိုးသမောက် white twin မလားဂိုးသမောက်တက်တက်ကန်ချလိုက်တယ်ခရစ်စတယ်ဘဲလစ်နဲ့ပွဲလာမသိဘူးနော်အဲ့တော့ပြောချင်တာဟို Florian Risk ကိုတည်းဒီနေရာမှာကျွန်တော်ပါဆိုင်ပြီးတော့ကျွန်တော်တကူခေါင်းဆန်မှုလူတယ်လို့မြင်တယ် Florian Risk ကို Florenz ကိုဒူဝေါဆန်ချင်းနဲ့ကိုရန်ဂိုးတွေပါတွင်းချပတ် Florenz နောက်ဆုံးပွဲတွေကြည့်လိုက်သူကိုရန်ဂိုးတွင်းမှာ Atletico Madrid နဲ့ပွဲစဉ်မှာသူအီဆက်ကိုအရန်ဂိုးတွင်းစေချင်တယ်သူကိုရန်တွင်းသွားလို့ရတဲ့အလုံးတွေရှိတယ်ဆိုတော့သူအီဆက်ကိုပဲထုတ်ထုတ်ပေးနေတယ်အဲ့တော့ Florenz အနေနဲ့သူ့အနေနဲ့သူပို့ပြီးတော့တကူကောင်းဆန်တဲ့လို့ကျွန်တော်ရဲ့အမြင်100%မြင်မိရတယ်မှာပါတယ်ပြီးတော့ Liverpool တင်းကိုကျွန်တော်တကယ်စိတ်ပူတာကျွန်တော်ဒါ cancel ပိုင်းမယ်အဲ့ဒီ cancel ပိုင်းကိုတိုက်စစ်ပိုင်းနဲ့ဒါပြန်ထိန်လုံးဝ balance ပြန်ကတ် ခုနပြောလို့ပဲနောက်ခုခံစစ်ကဂိုးရတယ်လို့ဟောပြီးဒီကို၃ခုပြေးတယ်မှာ၄ခုပြန်သွင်း၄ခုပြေးတယ်မှာ၅ခုပြန်သွင်းအဲ့လိုပြန်သွင်းအောင်ပါပဲမတက်နိုင်ဘူးကျွန်တော်ပြောသီးလားပြီးတော့အာလီစလော့အနေနဲ့ဟူဂိုအဂီဒီဂီနဲ့အီဆက်တို့နှစ်ယောက်ကို combination တစ်ခုကင်ပြီးတော့ဘလို့ပြန်ပြီး leader ကျွန်တော်တစ်ချိန်ကဗျာတိုက်စစ်မှုနေအောင်ကျွန်တော်မနစ်ကနော်မနစ်ကအင်တာမီလန်မှာလော်တာရိုမာတီနက်ဆန်တူရန်နဲ့ဘလို့ဆွဲသွားတယ် ်လို့ပုံစံမျိုးဆော်လို့ရတယ်လော်တာရိုမာနီနိုဆိုအီဂီတဂီပုံစံမျိုးလုပ်ပြီးတော့အိုးဆိုဆိုအီတူရီယန်အီဂီတဂီလုပ်ပြီးတော့လော်တာရိုမာနီနိုဆိုအီဆက်ပုံစံမျိုးဆော့ချလိုက်လို့ရရင်တိုက်စစ်မှု2ရောက်ဆိုဘယ်တော့အဆင်မပြေဖြစ်ခဲ့ဘူးလို့လေဗျာတုံးရင်ရရပါတယ်အဲ့တော့ပြောချင်တာဟာအီဂီတဂီတုံးလို့အီဆက်မတုံးအောင်ဆိုတော့ဘူးရှစ်တယ်မဟုတ်အီဆက်ကအီဂီတဂီတော့2ရောက်တော့တပြိုင်တည်းတုံးနိုင်ပဲဆိုရင်လုံးဝရှယ်ဖြစ်သွားမယ်လို့ကျွန်တော်နေမြင်တယ်အဲ့တော့လစ်ဗပူးအကောင်းဆုံးပြန်လာမယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့အာဒီစလော့ဒါကျွန်တော်တို့တခုခုတော့လုပ်ပြဘူးလို့လေးမျိုးကျွန်တော်နေမြင်တယ်။လောက်ပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ YouTube Sport Media 3.0နဲ့ TV4U တို့မှာ ကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါရဲကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါဘူး။အားလုံးပဲကြိုးတူပါရဲမြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ဒေးဗော်ပါဗျ။